မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းကြောင်းအရာကတော့ဗဘဲတန်းမြို့မှာရှိတဲ့ဟိုတယ်တစ်ခုမှာအမျိုးသမီးတစ်ယောက်ဓာတ်နဲ့အပိုင်းပိုင်းခုတ်ဖြတ်ခံရပြီးတော့အလောင်းစွပစ်ခံရတဲ့အကြောင်းဖော်ပြပေးခြင်းပါတယ်ရန်ကုန်တိုင်းဗဘဲတန်းမြို့နယ်32လမ်းအထက် Beautyland ဟိုတယ်ရဲ့အခန်းတစ်ခုမှာအမျိုးသမီးတစ်ယောက်ကိုဓာတ်နဲ့အပိုင်းပိုင်းခုတ်တပ်ဖြတ်ပြီးတော့ပလတ်စတစ်အိတ်ထဲကိုထည့်ပြီးတော့စွန့်ပစ်ထားမှုဖြစ်ပွားခဲ့လို့သိရပါတယ် အောက်တိုဘာ6ရက်နေ့မနက်ပိုင်းမှာ Beauty Land Hotel မှာရှိတဲ့အခန်း902ရဲ့အခန်းပြင်ပမှာရှိတဲ့လေအေးပင်းဆက်တွေတင်တဲ့ဆင်ပေါ်မှာအလောင်းကိုပလတ်စတစ်အိတ်အပြာနဲ့ထုတ်ပြီးတော့ဆုံးပြထားတာကိုရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ရဲ့သတင်းပေးပို့ချက်အရစစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးသိရှိတဲ့ဒေတာကန်ကတော့ဖြစ်စဉ်ကဟုတ်တယ်။တပ်ဆိုင်ရာကစုံစမ်းစစ်ဆေးမှုတွေလုပ်နေတော့ပါပြောလို့မရသေးပါဘူးလို့ဆိုပါတယ်။လက်ရှိမှာတော့ဗဘဲဗန်းမြို့နယ်ရေစကန်ကရဲတပ်ဖွဲ့မှုကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတဲ့ကြောင် အသက်ခံရတဲ့အမျိုးသမီးနဲ့ပတ်သက်ပြီးကိုယ့်ရဲ့အချက်လက်တွေသိရှိပြီးမိသားစုနဲ့အဆက်အသွယ်ရရင်လူသက်မှုကျူးလွန်သူကိုဖမ်းဆီးရမည်ရေလှုံ့ဆော်နေတယ်လို့သိရပါဗျ။ဖြစ်စဉ်အခြေအနေကိုသိရှိဖို့ဗဗေဒန်မျိုးမရေစကန်ကိုဆက်သွယ်ရမှာတော့တာဝန်ကျရဲတပ်ဖွဲ့ဝင်ကအခြေအနေကိုမသိသေးတဲ့အကြောင်းနဲ့နောက်မှထပ်ဆက်ဖို့ပြောကြားခဲ့တယ်လို့လည်းဖော်ပြပါရှိပါဗျ။အလားတူပဲ beauty land hotel ကိုဆက်သွယ်ခဲ့ရမှာလေ hotel ဘက်ကဖုန်းကိုလက်ခံခဲ့ပေမဲ့ ပြန်လည်ဖြည့်ချားခြင်းမရှိဘဲနဲ့ဖုံးချသွားတာကြောင့်အသေးစိတ်အခြေအနေကိုမသိရသေးပါဘူးရှင်။ဆက်လက်ပြီးတော့မန်လေးငရင်ကြီးမှာ9ရက်ကြာပြိမိပြီးတဲ့နောက်အသက်ဘေးကလွန်မြောက်လာသူကြောင့်ဖော်ပြပေးကြပါမယ်။မတ်လ28ရက်မှာလှုပ်ခတ်ခဲ့တဲ့မန်လေးအင်အားပြင်ငရင်ကတော့6လကျော်ကြာကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ဒီငရင်ကြောင့်ပဲနေပြည်တော်စပူတိရီမြို့နယ်ဗလာသိတိရက်ွက်တိုင်းမှ3369အခန်းမှ A1 မှာနိုင်ပေါင်း69နိုင်ကျော်ကြာပြိမိခဲ့ပြီးတော့ လေးရက်ကြာ၅ရက်မြောက်နေ့မှာမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကရှာဖွေကယ်ဆယ်အဖွဲ့ဝင်တွေရဲ့ကယ်ဆယ်ခြင်းခံခဲ့ရကအသက်ဘေးကလွန်မြောက်လာတဲ့ဒေါ်ဆဆန်းထွေးကတော့ငလျင်လှုပ်ခတ်ပြီး၆လကြာမှအခုလိုပြောပြလာခဲ့ပါတယ်။အဲဒီနေ့ကကျမကအိမ်မှာပဲရှိနေခဲ့တာရေချိုးခေါင်းလျှော်ပြီးတော့တနခါလိမ့်ဖို့တနခါသွင်းနေတဲ့အချိန်မှာငလျင်ဆလုလိုက်တာတယောက်တည်းရှိနေတာတော့မဟုတ်ဘူးသားနဲ့မြေးမလီရောရှိတယ်။သူတို့ကအကြောင်းကနေပြန်လာတာအကြောင်းကပြန်လာပြီးတော့ကလေးကအခန်းထဲမှာစော်နေတယ် ။သားကအခန်းထဲမှာသူ့သမီးနဲ့နေနေတာ။အဲ့ဒီမှာငလျင်လဲဆိုရောအဲ့ဒီမှာငလျင်လှုပ်တယ်ဆိုတာနဲ့ချက်ချင်းပဲဝုန်းတိုင်းကိုဖြစ်သွားတာအတန်တွေရောအကျယ်ကြီးပါပဲ။လူကောဘောလုံးပုတ်တလို့ပါပဲ။ဟိုလိမ့်ဒီလိမ့်နဲ့လိမ့်နေတာ။အပေါ်ဘက်ကမှန်တွေကကျိုးကျေပြီးတော့ကို့အခန်းထဲကိုကြာလာတယ်။ကြာလာပြီးတော့ကိုလည်းဟိုဘက်လှိမ့်သွားလိုက်ဒီဘက်လှိမ့်သွားလိုက်နဲ့တအောင်လေးနည်းနည်းလေးကြာလိုက်တယ်။အဲ့ဒီအချိန်မှာတိုက်ကဟုံးဆော်ပြီးတော့ပြိုကျသွားတယ်လို့ဆိုပါရစေ။ ။သားလေးနဲ့မြေးလေးဆုံးသွားတယ်။သားလေးတယောက်မြေးလေးတယောက်ဆိုတော့ဒါလေးပဲရှိတာသူတို့နဲ့ပဲနေနေရတာ။သူတို့ပဲကိုကိုစောင်းရှောင်းနေတာစိတ်ကတော့ဘယ်ကောင်းမလဲ။ ဒီကိစ္စကြီးကိုဘရောမမေးမှလည်းမဟုတ်ဘူးလို့လည်းပြောကြခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းအရက်တောင်မှာပိမိနေတဲ့ခေးသွားနဲ့တောင်တက်သမားရာပေါင်းများစွာကိုကဲထုံးနေရတဲ့အကြောင်းဖော်ပြပေးကြပါမယ်။အရက်တောင်ဆောင်မှာနှင်းမုံနိုင်ကြောင်တောင်တင်နေတဲ့တောင်တက်သမား35ယောက်လောက်ကိုကဲစိန်သမားတွေကဘေးလွတ်ရာကိုပို့ဆောင်ခဲ့တယ်လို့တရုတ်နိုင်ငံပိုင်သတင်းဌာနကဒီနေ့မှဆိုပါရယ်။တခြားခေးသွား200ကျော်ကိုဆက်သွယ်နိုင်ခဲ့ပြီးတော့ဘေးလွတ်ရာကိုကဲထုံးဖို့လှုံ့ဆော်နေတယ်လို့ဆိုပါရယ်။တရုတ်နိုင်ငံမှာရှင်းရကြအားလည်းရစတဲ့ကြဲသတင်းပတ်ကွန်ဘန်းကစလို့အရက်တောင်အရှိတ်မျက်နှာ ်စာတိဘက်ခြံဝှမ်းမှာရာထဲကြည်တဲ့ခီးသွားတွေဟာစီးနင်းထူထပ်စွာကြာဆင်းပြီးပြိမိခဲ့တာပါအထူးသဖြင့်တော့ Golden Wheel လို့ခေါ်တဲ့ဒီအားလည်းရမှာတော့ခီးသွားတွေကြာရေပန်းစားတဲ့နေရာတခုဖြစ်ပါတယ်ကယ်စိမ်းသမားတွေကတော့ခီးသွားအုပ်စုတွေပြိမိနေတဲ့နန်းတွေနဲ့နေရာတွေကိုဖျက်ချော်သွားရောက်နေတဲ့ဓာတ်ပုံတွေကိုလည်းပဲလူမှုကွန်ရက်မှာတွေ့ရပါတယ်အော်တိုဘာလာဟာအီရတ်တောင်နဲ့ပတ်ဝန်းကျင်ဒေသတွေအတွက်တစ်နှစ်တာတောင်တက်ရာသီတွေကတခုဖြစ်ပြီးတော့ရာသီဥတုသားရနေရှိပါတယ် ဒိုင်းမန့်နဲ့တောက်ကြနေညနေပိုင်းကစတင်ခဲ့တဲ့နှင်းမော်နိုင်ဟာအေရတ်တောင်အရှေ့ဘက်တောင်ဆောင်တွေမှာပုံမပြင်းထန်လာကသတိမြုပ်ပြုသတိပြုမိခဲ့တယ်လို့တောင်တက်သမားတွေနဲ့လမ်းပြတွေကဆိုပါတယ်ဒီနှစ်ရာသီဥတုကပုံမှန်မဟုတ်ဘူးအော်တိုဘာလာမှာဒီလိုရာသီဥတုမျိုးတစ်ခါမှလည်းမကြုံဘူးပို့ပြီးတော့ရုတ်တရက်ဖြစ်သွားတာလို့တောင်တက်လမ်းပြတယောက်ကဆိုပါတယ် ဆက်လက်ပြီးတော့ကြိုက်ထိုကဖျားဖူးကလှဲကူးမှာပြိပောက်ပြီးတော့မှောက်လို့16ရောက်ထံရရတဲ့ကြောင့်ဖော်ပြပေးကြပါမယ်။ရောင်တိုင်းလှဲကူးမြို့နယ်မတ်တိုဂိတ်စီဆိုင်ဂိမ်းနီမှာအောက်တိုဘာ9ရက်4နိုင်ကျော်လောက်ကဖျားဖူးကတစီပြိပောက်ပြီးတော့တိမ်ပေါက်လို့16ရောက်ထိခိုက်ထံရရတယ်လို့သိရပါတယ်။တိမ်ပေါက်ခဲ့တဲ့ကားကတော့ကြိုက်ထိုမြို့ကနေရန်ကုန်ကိုဖျားဖူးလာတဲ့ကားဖြစ်ပြီးတော့ကားပေါ်မှာအမျိုးသားတရာအမျိုးသမီး15ယောက်လိုက်ပါလာပြီးတော့ကားပေါ်ပါသူအားလုံးထိခိုက်ထံရရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ကားကတိုးဂိတ်အနီးရောက်တဲ့အချိန်ဘရိတ်ပေါက်ပြီးတော့လမ်းဘက်ဘက်ကအကာရန်တွေကိုဝင်တိုက်ပြီးတော့လမ်းဘေးမြက်ခင်းပြင်ထင်းကိုရောက်ပြီးမှမှောက်သွားတာ။ဒဏ်ရာရသူများပေမဲ့စိုးရင်ရတာပြင်းထန်တာမျိုးတော့မရှိဘူး။မှောက်တဲ့ကားကမီနီဘတ်ကားပါလို့ဒေသခံလူမှုကွန်ရက်အသင်းဝင်ကဆိုပါရယ်။တိမ်းမောက်ပြီးတဲ့နောက်ဒဏ်ရာရရှိတဲ့လူနာအလုံးကိုလှဲကူပရာဟိတကွန်ရက်ကကြက်ချင်ဒီတွေအပါဝင်လူနာတင်ရ9စီ၊ထောက်ကြကွန်ရက်ကလူနာတင်ရ2စီ၊ဝါရိုရှာကဲအတွင်းရမှုမိုးပြန်တဲ့01အဖွဲတို့ကလူနာတင်ရ4စီက အဲဝန်စင်းအောင်ကြီးကိုပို့ဆောင်ခဲ့လို့သိရပါဗျ။အောက်တိုဘာ၄ရက်ကလည်းရန်ကုန်မော်လမြိုင်ကားလမ်းပေါ်က CBB ကွန်ကိအနီမှာဖျားဖူးကားတစ်စီးအရှိန်ပြင်းပြင်းမောင်းပြီးတော့လမ်းဘေးမှာရှိတဲ့ထိုင်မင်းကိုဝင်တိုက်ကထိခိုက်ဒဏ်ရာရသူ၁၁ယောက်ရှိခဲ့တယ်လို့လည်းသိရပါဗျ။ဆက်လက်ပြီးတော့ထိုင်းနိုင်ငံနာရာတီဝက်ကစူပါမားကတ်မှာလက်နက်ကင်အဖွဲ့ကဗတ်၂၃တန်းတန်ကျင်းရှိတဲ့ရွှေတွေခိုးယူထားတဲ့အကြောင်းဖော်ပြပေးခြင်းပါဗျ။ အော်ဘာ9ရက်နေ့မှာထိုင်းနိုင်ငံတောင်ပိုင်းနာရာတီဝက်ပြည်နယ်ကရွှေဆိုင်တဆိုင်မှာဓမြတိုက်မှုဖြစ်ပွားပြီးတဲ့နောက်လက်နက်ကင်ဆောင်ထားတဲ့တန်တရားရှိသူ9ဦးကနေ10ဦးကြားပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ကဗတ်23တန်းကျော်တပ်မိုးရှိတဲ့ရွှေရည်ပစ္စည်းတွေနဲ့အတူတူလွတ်မြောက်သွားပါတယ်။စုငိုင်းကုလုခရိုင်မှာရှိတဲ့ဘစ်စီစူပါမားကတ်ကလုံခြုံရေးကင်မရာတွေမှာညနေ6နာရီခွဲလောက်ကဖြစ်ပွားခဲ့တဲ့ဒီဓမြတိုက်မှုကိုရှင်းရှင်းလင်းလင်းမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။အနောက်ရောင်ဝစ်စုံတွေဝစ်ဆင်ပြီးတော့လက်နက်တွေကင်ဆောင်ထားတဲ့ဓမြတွေဟာ Brock Silver အယောင် Isuzu D-Max license number Civic 21နဲ့ Toyota Vigo license number 7187ပတ္တာနီပစ်ကတ်ကား2စီးနဲ့စူပါမားကတ်ကိုရောက်လာခဲ့ပါတယ်။သူတို့အဖွဲ့ကတော့နှစ်ဖွဲ့ခွဲပြီးတော့တစ်ဖွဲ့ကစူပါမားကတ်ရဲ့ လုံချိုရေးဝန်ထမ်းတွေကိုထိန်းချုပ်ထားတဲ့အချိန်မှာနောက်တစ်ခွဲကအတွဲမှရှိတဲ့ရွှေဆိုင်တွေကိုဝင်ရောက်စီးနင်းသွားပါတယ်။ဒီအချိန်မှာတော့ဈေးဝယ်တဲ့သူတွေစားတောက်သူတွေနဲ့စီကနေပြီးတော့ထိတ်လန့်နေကြဖြစ်ပေါ်ခဲ့ပါတယ်။အသက်30အရွယ်ဂျီရာဆက်ဘွန်နီဆိုတဲ့အမျိုးသားတအုပ်လည်းဒီဖြစ်စဉ်အတွက်မှာတစားကန်အဖြစ်အဖမ်းခံခဲ့ရပါတယ်။အသက်28နှစ်အရွယ်တက်ကျက်ဆိုတဲ့စစ်သားတအုပ်ကတော့လေပင်ရှင်ဘတ်နဲ့ခြေထောက်တွေမှာလက်နက်တရအများပြားရရှိပြီးတော့စိုးဝင်ရတဲ့အခြေအနေမှာလည်းရှိနေပါတယ်။သူ့ရဲ့လက်ရှိအခြေအနေကိုတော့ထောက်ပြန်ကြေညာထားတာမရှိသေးပါဘူး။ဓမြတွေဟာ ဒီရွှေဆိုင်ကနေပတ်23တန်းကျော်တန်ဖိုးရှိတဲ့ရွှေတဲ့ပစ္စည်းတွေကိုယူဆောင်ပြီးတော့ပြစ်ကတ်ကနှစ်စီးနဲ့ထွက်ပြေးခဲ့ပါတယ်။သူတို့ထွက်ပြေးတဲ့လမ်းတစ်လျှောက်မှာတော့ရဲတွေကနောက်ကလိုက်မလာနိုင်အောင်ရွက်လေပုံတန်ချောင်းတွေကိုကျဲချသွားခဲ့ပြီးတော့ဘုံနဲ့တူတဲ့တန်တရားဖြစ်ပွဲပစ္စည်းနှစ်ခုကိုလည်းထားခဲ့ပါတယ်။တောင်ရှိတဲ့သူတွေကလမ်းကိုပိတ်ထားခဲ့ပြီးတော့ဘုံရှင်လေးအဖွဲ့ကအဲ့ဒီပစ္စည်းတွေကိုစစ်ဆေးခဲ့ပါတယ်။ရဲတပ်ဖွဲ့ကတော့ဓမြအဖွဲ့ရဲ့ထွက်ပြေးလမ်းကြောင်းတစ်လျှောက်က CCTV မှတ်တမ်းတွေကိုထပ်မံစစ်ဆေးခဲ့ပါတယ်။ မှုမှာပါဝင်တဲ့တန်တရားရှိသူအရေးအတွက်အတိအကျကိုတော့အတိမပြုနိုင်သေးပါဘူးရှင်။ဆက်လက်ပြီးတော့တောင်ကူအထက်ကလေးကျောင်းကဖုန်းဆောင်လာတဲ့ចောင်းသားတွေထံကနေဖုန်းနဲ့သိမ်းဆဲပြီးတော့တလုံးကုန်တသိန်းနဲ့ပြည့်ရွေးခိုက်လို့မိဘတွေအငင်းပွားနေတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ဘဂိုတိုင်းတောင်မြို့မှာရှိတဲ့အမှတ်၄အခြေခံပညာအထက်တန်းကျောင်းအထက်ကလေးမှာတော့အောက်တိုဘာ၄ရက်နေ့လယ်ပိုင်းကကျောင်းကို ဖုံးယူယူဆောင်လာတဲ့ကျောင်းကိုဖုံးနေယူဆောင်လာတဲ့ကျောင်းသားတွေရဲ့ဖုံးတွေကိုကျောင်းဆရာမကြီးကသိစေခဲ့ပါတယ် ဒီလိုသိမ်းဆက်ပြီးတဲ့နောက်တလုံးကိုငွေကြက်တသိန်းနဲ့ပြန်လည်ရွေးယူခိုင်းလို့ចောင်းသားမိပါတဲ့ကြားမှာပြဿနာဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ဒီဖြစ်စဉ်ကတော့ Great Dan ကနေ Great တွေဒီဆောင်းဝဲဖြစ်ဆိုတဲ့နောက်ဆုံးနေ့မှာဖြစ်ပွားတာဖြစ်ပြီးတော့တာဝန်ကျဆရာမတွေကចောင်းသားတွေရဲ့လွယ်အိတ်တွေကိုတွင်မှာလိုက်လံရှာဖွေခဲ့ကြောင်းသိရပါတယ်။ Great Dan အလဲပန်တွင်ဆောင်းဝဲဖြစ်တာနောက်ဆုံးရက်ဆိုတော့ចောင်းသားတွေခန့်ရန်ဖြစ်ပွားမှာကိုဆိုရင်ပြီးတော့လွယ်အိတ်တွေကိုလိုက်စစ်စီတယ်ဒေါတာလက်နက်တွေတော့မတွေ့ဘဲနဲ့ဟန်ဖုံးတွေတွေ့လို့တင်းဆက်ပြီးတော့ရုံကန်အလိုက်တယ်လို့နန်းစီရီယာဆီယာမကဆိုပါတယ် အဆိုပါဆီယမရဲ့ပြောဆိုချက်အရဖုံးလုံးရီများပြခဲ့ပြီးတော့ကျောင်းဆီယမကြီးကဖုံးတလုံးကိုငွေကျပ်တသိန်းလုံးနဲ့ပြန်ရွေးခိုင်းခဲ့ရကနေကျောင်းသားမိဘတွေနဲ့အခြေတင်ဖြစ်ပွားပြီးတော့ပြဿနာကြီးထွားလာတာဖြစ်ကြောင်းသိရပါတယ်။တောင်ကူအထက်ကလေကျောင်းဆီယမကြီးကတော့2021နောက်ပိုင်းမှာပြောင်းရွှေ့ရောက်ရှိလာသူဖြစ်ပြီးတော့အရာရှိကတော်တအုပ်ဖြစ်တဲ့ကြောင်းဒေသသတင်းမြစ်တွေထံကသိရပါတယ်ရှင်။